ေးကွင်းမှာ Nordian Forest ကိုအနိုင်ကစားကနိုင်ပွဲဆက်အောင်မဲ့ Chelsea အားလုံးမင်းမင်လာပါခင်ဗျာကိုစိုင်းအေ Chelsea လာ YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုရီးယားအားလုံးနေရစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပတ်တော့မဲ့အကြောင်းအရာလေးကတော့မနေ့ဖြန်ညမြန်မာစံတော်ချိန်6နာရီမှာ အစီဒီဂရောင်းကွင်းကြီးထဲမှာပရီးမီးယားလိဂ်ပွဲစဉ်ရှိဖြစ်ရှင်းမဲကစားသွားကြတော့မယ်။ Nottingham Forest အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်လေးပဲဖြစ်ပါတယ်။အချိန်ကာလတစ်ခုထိဝင်ရောက်လာခဲ့တဲ့ International Break တွေကြောင့်ကျွန်တော်တို့ချိန်ရတဲ့ Chelsea အသင်းရဲ့ပွဲစဉ်တွေကိုမကြည့်ရတာမို့ကျွန်တော်တို့ညီကိုတွေအားလုံးအနေနဲ့လည်းပြင်းရင်ညီငွေနေကြမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ကောင်းကင်ပြားတွေကြားမှာခိတ္တခွဲခွာခဲ့ရတဲ့ဆရာထက်တန်မှုတွေကအခုဆိုရင်တော့အဆုံးသတ်ခဲ့ပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့မက်ဖျန်ကနေစပြီးကျွန်တော်တို့ရဲ့အားလုံးရင်ခုန်စွာနဲ့စောင့်မျှော်နေကြတဲ့ Premier League ပွဲစဉ်တွေကပြန်လည်လို့စတင်လာခဲ့ပြီဖြစ်တာကြောင့် Chelsea ီးတင်ပွဲစဉ်တွေကိုအပြည့်အဝပြန်လည်ကြည့်ရှုရတော့မယ့်အခိုက်အတန့်ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။မနက်ဖြန်ညမြန်မာတော်ချိန်6နာရီမှာ Nottingham Forest အသင်းရဲ့အိမ်ဝင်းဖြစ်တဲ့ City Ground Queen ကို Chelsea တင်းက Premier League ပွဲစဉ်ရှစ်ဖြစ်အဝေးဝင်းမှာတွားရောက်ရှိမယ့်ကစားကြရတော့မှာပဲဖြစ်ပါတယ်။ Chelsea တင်းဟာ International Break မတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့လက်ရှိ Champion Liverpool နဲ့ပွဲစဉ်ကိုအခက်ခဲကြကအနိုင်ရရှိခဲ့တာကြောင့်ကျွန်တော်တို့ Chelsea ကစားသမားတွေရဲ့စိတ်သက်ပိုင်းဟာအမြင့်ဆုံးခြေနေကိုရောက်ရှိနေတာကိုအားလုံးမြင်တွေ့ခဲ့ကြရမှာပဲဖြစ်ပါတယ်။အဒါအပြင်နိုင်ငံတင်းနဲ့မပူးပေါင်းရတဲ့ကစားသမားတွေပြင်အနီးကပြည်တံကြောက်ရောက်ခဲ့တဲ့ကစားသမားတွေ တွေပါပြန်လည်ပါဝင်လာတော့မှဖြစ်တာကြောင့်မနက်ဖြန်နော်တင်ဟမ်ဖောရက်နဲ့ပွဲစဉ်မှာချက်စီးတင်ရနိုင်ပွဲဆက်ကအနိုင်သုံးမှတ်ကိုတင်ကြဖို့အရယူဖို့ကြိုးစားလာကြမှာပဲဖြစ်ပါတယ်အဲဒါပေမဲ့ပွဲစဉ်မှာနီးပြအန်ဇိုမာရက်စ်ကတယောက်ကလီဗာပူးနဲ့ပွဲမှာအနီးကပြသခံခဲ့ရတာကြောင့်နီးပြထိုင်ကုန်တန်းမှာကင်တယ်ခွင့်ရမှာမဟုတ်ပဲလက်ထောက်နီးပြဖြစ်သူဝီလီကာဘရီယိုနဲ့တာဝန်ယူကင်တယ်သွားမှာပဲဖြစ်ပါတယ်အဲဒါကြောင့်အသင်းပရိသတ်တွေအနေနဲ့နီးပြကျုံမပါတဲ့ချက်စီးရဲ့ပုံစံတမျိုးကိုရင်ကုန်စွာနဲ့ကြည့်ယူရမှာပဲဖြစ်ပါတယ်တဖက် Ancient Nordian Forest အသင်းကတော့ဒီနှစ်ရာသီမှာနီးပြအပြောင်းလဲကိုအလင်းမြန်ပြုလုပ်ထားပြီးလက်ရှိကစား ားပြီးခဲ့တဲ့ပရီးမီးယားလိဂ်9ပွဲမှာ9ပွဲတစ်ပွဲသာရရှိထားပြီးတရီနှစ်ကြိမ်ထွက်ပေါ်ထားကရှုံးပွဲ၄ပွဲထိကြုံတွေ့ထားရတာကြောင့်ရလက်ပိုင်းတွေဆိုးရွားနေတာပဲဖြစ်ပါတယ်။ Nottingham Forest ရဲ့နီးပြားသစ်ဖြစ်တဲ့ Ant Postigo Glue ကလည်းသူစတင်ကင်တွေကတည်းက9ပွဲလုံးဝမရှိသေးတာကြောင့်ဖိအားတွေအောက်ကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မနက်ဖြန် Chelsea တင်းတဲ့ပွဲစဉ်ကိုအသေးချာလေးကင်တွေကသူ့ရဲ့ပထမဆုံး9ပွဲကိုရယူဖို့ကြိုးစားလိုက်နေတာပဲဖြစ်ပါတယ်။လူစင်းထုတ်ပုံနဲ့ကစားပုံကိုမပြောခင်မှာဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုနဲ့အချက်လက်တွေကိုကြည့်ရမယ်ဆိုရင်နှစ်သင်းပေါင်းထိုက်တိုက်တွေ့ဆုံမှုပ ေါင်း9ချိန်မှာချယ်ဇီသင်းက9ချိန်နိုင်ရရှိတာပြီးနော်ဒီယန်ဖောရက်သင်းကတော့2ချိန်သာနိုင်ရရှိတာကတရေ3ချိန်ထွက်ပေါ်ထားတာပဲဖြစ်ပါတယ်အကင်းငန်းချက်လက်များအရာတော့ကစားသမားအစုဖွဲ့မှုအရာပါကြည့်မယ်ဆိုရင်ချယ်ဇီသင်းကအဖက်ဖက်ကအတားရနေတာကိုမြင်တွေ့ထားရပါတယ်ဆက်လက်ပြီးခမန်းလူစဉ်ထုတ်ပုံကိုတုံးသက်ရမယ်ဆိုရင်တော့အင်ရှင်နော်ဒီယန်ဖောရက်သင်းကသူတို့ရဲ့ပုံမှန်ကစားနေကြဖြစ်တဲ့3-4-1ပုံစံကိုပဲတုံးပြလာနိုင်ပြီးဂိုဒမားနီယာမှာမက်ဆဲခန်းစစ်3ယောက်တန်းမှာမိုရာတိုမီလန်ကိုဗစ်နဲ့မူရီရိုတို့အုပ်စုဖွဲ့ဖြစ်ပြီးကွင်းလယ်4ယောက်တန်းမှာတော့ဝီလီယန်အန်ဒါဆန်ရစ်နဲ့ဆာဗိုနာကွင်းလယ်တိုက် က်စစ်မှာနိုရီနဲ့ဂစ်ဝိုက်တို့ကိုထားကအထောက်မှာခရီဝူးစ်ဘောချယ်ဆီတင်းကိုအဲ့ခံလာနိုင်ပါတယ်။တစ်ဖက်ဧည့်သည်ချယ်ဆီတင်းကတော့အန်ဆိုမာရက်စကာမကင်တွေရတဲ့ပွဲဖြစ်တာကြောင့်လက်ထောက်နီးပြကာဗလီယိုနဲ့ကင်တွေသွားမှာဖြစ်ပြီးသူတို့ကစားနေကြပုံစံဖြစ်တဲ့၄-၃တပုံစံကိုပဲအသုံးပြုလာကဂိုသမားနေရာမှာရောဘတ်ဆန်ချက်ခန်းစစ်မှာအာချင်မောင်ချလိုပါအတွဲကိုအသုံးပြုလာနိုင်ပြီးဘယ်ညာတစ်ဖက်စီမှာကူကူရယ်နဲ့မယ်လိုဂူစတိုတို့ဖြစ်ပြီးကွင်းလယ်မှာအန်ဆိုကိုက်စီတို့ကွင်းလယ်တိုက်စစ်မှာ SD ဘောင်းအထောက်နေရာမှာဂျာအိုပက်ထရိုကိုထားကတောင်မန်တစ်ဖက်စီမှာခါနာချိုနက်တိုတို့အစုဖွဲ့နဲ့ရင်ဆိုင်ကစားလာနိုင်ပါတယ်။ချယ်ဆီတင်းဟာမန က်ပြန်ပွဲစဉ်ကိုနိုင်ပွဲဆက်ဖို့အတွက်တေချာဖို့နိုင်ကစားလာမှာဖြစ်တယ်လို့တဖက်အင်ရှင်အသင်းဘက်ကလည်းဖီအာရီအောက်ကလွတ်မြောက်ဖို့အတွက်နိုင်ပွဲကိုတေချာဥတီလာနိုင်ပါတယ်။ Nottingham Forest အသင်းဟာရလဒ်တီဆိုးရနေပြီမဲ့လည်းသူတို့ရဲ့ခန်းစစ်ကစားသမားတွေရာ Chelsea ကစားသမားတွေဓာတ်ပုံမှုကောင်းမွန်နေတာကြောင့် Chelsea တင်းကစားသမားတွေအနေနဲ့သတိပြုထားမှာပဲရပါမယ်။ဒါကြောင့် Chelsea တိုက်စစ်ကစားသမားတွေအနေနဲ့ရလာတဲ့အခွင့်အရေးတွေကိုအသုံးချနိုင်ဖို့လိုအပ်တယ်လို့ Chelsea ခန်းစစ်ပိုင်းကလည်း Nottingham Forest တိုက်စစ်ကစားသမားတွေရဲ့တိုးအားယုံအားတွေကိုအမှားယွင်းမရှိထိန်းချုပ်နိုင်မယ်ဆိုရင်တော့မနေ့ပြန်ပွဲစဉ်ဟာ Chelsea တင်းတို့ခက်ခဲမဲ့ပွဲစဉ်တွေပွဲ ည်းမဟုတ်တာတော့အသေးကြပဲဖြစ်ပါတယ်။အနှစ်သင်းစလုံးဟာတိုက်စစ်ဖွင့်ကစားတဲ့အသင်းတွေဖြစ်တာကြောင့်ပြည်သက်တွေအနေနဲ့တွင်းကိုတွေကိုမြင်တွေ့ရနိုင်ပြီးကြီးကောင်းမဲ့ပွဲစဉ်တွေပဲဖြစ်လာမှာပါ။ချယ်ဆီသင်းပြည်သက်တွေအနေနဲ့ကလည်းချယ်ဆီသင်းကအဝေးကွင်းမှာအနိုင်သုံးမှတ်ယူကအိမ်ပြန်လာနိုင်မလားဆိုတာကိုရင်ကုန်စွာနဲ့ဆက်လက်ဆောင်ကြည့်ရတော့မှာဖြစ်ပါကြောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။အညီကိုတို့တွေအနေနဲ့ကတော့မနေ့ကညမှာရှင်မြန်ကစားကြမယ် Nordian Forest တင်တဲ့ Chelsea ပွဲစဉ်ပေါ်ဘလို့အမြင်လေးတွေရှိကြလဲ။ဘယ်အသင်းကအနိုင်သုံးမှတ်ကိုရယူသွားနိုင်မလဲဆိုတာကိုယ့်ရဲ့အမြင်လေးတွေနဲ့တုံးသက်ချက်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ မကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page မှာနေ့စဉ်ချက်စီသတင်းအကြောင်းအရာတွေနဲ့ဖွဲ့ကြိုဖွဲ့ပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်း HSC လား YouTube channel နဲ့ Facebook page လေးကို like and follow subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ